ိမ်တိုင်းမှာကုရ်အန်ဘာသာပြန်တပ်စီတွေရှိနေဖို့လိုအပ်တယ်။ကုရ်အန်ရဲ့တပ်စီတွေကိုကျွန်တော်တို့ကြည့်ရမယ်။အလ္လာဟ်ရဲ့ကလာမရဲ့ဆူရှမှုကတပ်စီကြည့်မှဖြစ်မှာ။ဒါမှကျွန်တော်တို့နှလုံးသားထဲမှာမာရီဖတ်ဝင်လာမှာ။ကုရ်အန်ရဲ့အထိပ္ပယ်နားမလည်ဘဲနဲ့အဆက်ဆူရှမှုဝင်လာဖို့တော်တော်ခက်တယ်။အခုတော့ကျွန်တော်တို့ကကုရ်အန်ဖတ်တဲ့အစင်လာတော့ရှိတယ်။ဒါပေမဲ့ကုရ်အန်ရဲ့ဘာသာပြန်ဖတ်တဲ့အစင်လာမရှိဘူး။ ကုရ်အန်ကို နားလည်နေဖို့အတွက်လည်းအရေးကြီးတယ်နော်။အမြောက်အမြတ်မူရှိရီတွေဟာကုရ်အန်ကိုနားထောင်နေတဲ့အစ္စလာမ်တွေကိုရောက်လာတယ်။ကျွန်တော်တို့ဟာကုရ်အန်ကိုနားလည်ဖို့အတွက်မကြိုးစားတဲ့အပေါ်မှာကုရ်အန်ကိုနားမလဲတော့နှလုံးသားထဲမှာအဆရဖြစ်လာဖို့ဆိုတော့နည်းနည်းခက်တယ်။ကုရ်အန်ကိုနားလည်ဖို့အမလုပ်ဖို့မုဆလမန်တိုင်းရဲ့တာဝန်ဖြစ်နေတယ်နော်။ဒီလိုနားလည်နိုင်ဖို့လွယ်ကူတဲ့နီလန်ကအိုလမာရီရဲ့ကုရ်အန်ရဲ့မဂျာလစ်ထိုင်ဝိုင်းတွေကိုတွားရမယ်။ ကုရမ်ဘာသာပြန်ထိုင်ဝိုင်းဒီမှာကျွန်တော်တို့အချိန်ပေးဘူးလူတဲ့ဥလမာတွေလုပ်နေတယ်။နေရာတိုင်းမှာအယ်လီဟတ်မန်ကန်နဲ့အုပ်စုရဲ့ကုရမ်တပ်စီတွေလုပ်နေတယ်ပါဝင်ပါ။အနီယာမှာကုရမ်တပ်စီထိုင်ဝိုင်းနေဖြစ်နေပြီလေကျွန်တော်တို့ပါဝင်ပါဒါမှကုရမ်ရဲ့အဆက်နှလုံးသားတဲ့ကိုစူးရှာမယ်ကုရမ်ကိုဖတ်ရခြင်းနဲ့ကုရမ်ကိုနားထောင်နေခြင်းကုရမ်ရဲ့တပ်စီဝိုင်းနေမှာပါဝင်ခြင်းဟာ အမြောက်များလူတွေဟာမိနေကြတယ်အဲ့ဒီမှာပေါင်းဝင်မရှိရိအတွက်တောင်တမန်တော်ဒီလိုအမိတ်ပေးတာရှိတယ်သူ့ကိုယ်တိုင်ရဲ့ထိုင်ဝမ်းနေမှာပေါင်းဝင်စီပါဒါမှနားလေပြီးနားထောင်နေရင်းနဲ့သူဟာအဆက်ရဖြစ်သွားမှာအခုအချင်းကုရ်အန်ကမွတ်စလင်အတွက်ကြာလာတော့ဒါကိုနားလေဖို့မွတ်စလင်ကမကြိုးစားတော့ဘူးဆိုတော့ တကယ်တော့ကုရန်ဆိုတာကမူရှိရီတူတယောက်တည်းလွတ်မြောက်ဖို့အတွက်အကြောင်းညာခူလုံရအောင်ကုရန်ဟာဖြစ်တယ်ဆိုရင်မူဆလမန်တို့ဘလောက်အရေးကြီးလဲ။ဒါကြောင့်ကျွန်တော်တို့ဟာကုရန်ရဲ့ဘာသာပြန်နေကုရန်ရဲ့တက်ဖ်စစ်ထိုင်ဝိုင်းနေမှာပါဝင်ဖို့အရေးကြီးတယ်။နောက်တစ်ချက်အရေးကြီးတဲ့အခြေခံအချက်ကအစ်ကရာလူတွေကိုဂုံပေးတာ။တကယ်တော့အစ်ကရာဆိုတာလူတွေအပေါ်မှာပေးဆက်ရမယ့်တာဝန်တရားတွေခြေပြုံဖို့အတွက်ကြိုးပမ်းနေခြင်း။အဲ့ဒီအစ်ကရာကိုအကောင့်ထဲပို့ဖို့အတွက်အကောင်းဆုံးသောနေရာဟာအလတ်လမ်းမှာထွက်ခြင်းပဲ။ အစ်ကရာမရဲ့မူဂျာဒါတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုနဲ့မတိတဲ့သူတွေအပေါ်မှာအစ်ကရာမလုပ်ချင်ကိုနဲ့တိတဲ့သူကို့အပေါ်မှာကျေးဇူးရှိတဲ့သူကိုပြန်ပြီးဂုဏ်ပေးတာကဒါကဘာမှမပြောပါလို့တဲ့ကိစ္စပဲကို့နဲ့မတိတဲ့သူကို့အပေါ်မှာကျေးဇူးမရှိတဲ့သူကိုအစ်ကရာမလုပ်တာဂုဏ်ပေးတာဒါတော်တော်ကြီးကျယ်တဲ့ကိစ္စမူဂျာဒါလုပ်ရတဲ့ကိစ္စဖြစ်တယ်အဲကြောင့်ဒီအစ်ကရာမကိုအမလုဟုအလတ်လတ်မှာခစ်မတောင်းဝန်ကြတယ်ဒါကြောင့်ကျွန်တော်တို့ဟာအလတ်လန်းထွက်တဲ့အခါမှာခစ်မလုပ်ဖို့အတွက်ကို့ကိုကိုအပ်ပါတမန်တော်မြတ်ဆလ္လာလာဟူအလိဝဆလမ်ဟာ အမတ်ကိုခစ်မှတ်လို့ဘူးအတွက်တော်ထဲမှာကိုယ်တိုင်ထင်းရှာခဲ့တယ်။ဒါကြောင့်ကျွန်တော်တို့အလန်လန်းထွက်တဲ့အခါခစ်မှတ်အတွက်ကိုကိုကိုတုံးချပါ။မိမိဟာဘလူပုပ်ကူပဲဖြစ်ဖြစ်တစ်စက္ကန့်ကျွန်တော်ခင်းမယ်၊ပကံနေကျွန်တော်ဆေးမယ်၊တန့်ရှင်းရင်ကျွန်တော်လုပ်မယ်။အလန်လန်းမှာဒါမျိုးအလုပ်တွေကိုကိုယ်တိုင်တာဝန်ယူလိုက်ပါ။ကိုနဲ့မကိုက်နေဘူး၊ကိုအဆင်တန်းနဲ့နေကြတယ်လို့ထင်တဲ့အလုပ်တွေကိုရွေးပြီးတော့လုပ် ။ဒါကြောင့်အလတ်နဲ့ဘန္နာကိုမိတ်ဆက်ပြီးတာဘန္နာနဲ့အလတ်ကိုမိတ်ဆက်ပြီးတဲ့အလုပ်ကဒီအချိန်ထိကြံနေမှဖြစ်ပါလေ။သူသူများဟာမိမိတို့ရဲ့ခစ်မှတ်ကိုကိုယ်တိုင်လုပ်တယ်ကိုယ့်အတွက်ကိုယ်လုပ်တာ။ဟာဇတ်အဘူဒါရဒါရတီအလ္လာဟ်တာလာနတခင်ဟာနကလုပ်ပါလေဆင့်ပြတ်ပါလေ။ဘန္နာရဲ့အဆက်အသွယ်အလတ်နဲ့ဖြစ်သွားဖို့အလတ်နဲ့ဘန္နာကြားထဲမှာဆက်သွယ်မှုခိုင်မာသွားဖို့အတွက်ဒီချိန်ဒီအဲ့ဒီပုံကအဆက်အသွယ်ခိုင်မြဲနေလိမ့်မယ်သူတော်ဘာရဲ့ခစ်မှတ်ကိုမယူတဲ့သူကိုအလုပ်ကိုကိုယ်တိုင်လုပ်တယ်သူတော်ဘာကိုကူညီပေးတယ် ဒါကြောင့်ကျွန်တော်ဟာထွက်ဆဲကာလမှာအစ်ကရာမြက်မက်လို့ရမယ်။အဲ့ဒီအလုပ်ကိုကျိုးငယ်မှုနဲ့လုပ်ရမယ်။ဣကရာမ်ဂုံပြီးတဲ့အကြောင်းကနေဥမတ်ကိုမိမိအနာရောက်လောက်အောင်ကြိုးပမ်းရမယ်။အစင်းနဲ့စီးတဲ့အခါယထားပုံမှာလေးရင်ပုံမှာကားပုံမှာကျွန်တော်တို့အားလုံးနဲ့အတူတူအဲ့ဒီအစင်းနဲ့ပုံမှာကိုနဲ့နေရာဒေသတူတဲ့သူရှိမယ်။ဒါမှမဟုတ်ကိုနဲ့မတိတဲ့သူတွေလည်းရှိမယ်။အဲ့ဒီအစင်းနဲ့ပုံမှာ မိမိနဲ့နိုင်ငံတူတဲ့သူရှိမယ်အားလုံးရှိမယ်ဒါကြောင့်အားလုံးကိုအစ်ကရာမလုပ်ရမယ်ဂုံပေးပြီးဆက်ဆံတိုက်ရမယ်မိမိကြောင့်ပါလာတဲ့အစည်းအင်းနဲ့ခရီးသည်တွေအနှောင့်အယှက်မဖြစ်စေဖို့အတွက်ဂရုစိုက်ရမယ်အလန့်လန့်မှငွေကြေးသုံးဆွဲခြင်းရဲ့အလူသဘောအဆင်မှတစ်ခုကဘာလဲဆိုတော့မိမိရဲ့အုပ်ဆောင်ငွေကြေးကိုတခြားသူရဲ့လူအပ်ချက်အတွက် သုံးပေးတာတခြားသူအတွက်သုံးဆွဲလိုက်တာအမြောက်များဂျမားတီကဘလို့ဖြစ်နေလဲဆိုတော့အလန့်လန့်ထွက်ရင်ကိုယ့်အတွက်ကိုသုံးတာကိုတပ်လစ်မှာသုံးတယ်လို့ထင်နေတာ တကယ်တမ်းကျတော့ခုလူအလလန်ထွက်နေစေကာလာမှာသူတို့ဘာတော့ကိုတုံးဆွဲပြီးတာကိုဒါ W မှာတုံးတယ်လို့ခေါ်အလလန်မှာငူကြီးတုံးဆွဲခြင်းရဲ့အလူတဘောအစစ်မှတစ်ခုပါပါလဲဆိုတော့ကိုတိုင်းအလလန်ထွက်ပြီးတော့တခြားသူတွေရဲ့အပေါ်မှာတုံးလေးပါကျွန်တော်ရဲ့အလလန်ထွက်တဲ့မိတ်ဆွေတွေကဆာဟာဘာဒီရဲ့စီရက်အပေါ်တကယ်ရောက်လာပြီဆိုရင်ဒီနိုင်ငံအတွက်မဟုတ်ကဘာတစ်ခုလုံးအစ္စလာမ်ကိုတိဖို့လုံလောက်ပါတယ်အလုံးကအစ္စလာမ်ကိုသဘောပေါက်သွားပါလိမ့်မယ်